ဒီနေ့ကတော့ကျွန်တော်တို့ကဟိမွေရနဲ့စုပြည့်စင်တို့ရဲ့မင်္ဂလာပွဲလေးကိုကျွန်တော်တို့လင်မြန်းနေရဟိုတက်ရောက်ချင်းမြင်တဲ့ပွဲလေးပါအာစုပြည့်နဲ့ဟိမွေရတို့လည်းအသက်ရကြောရှေ့ပြီးတော့ဒီလင်ဒီမေကအိုအောင်မင်းအောင်ပေါင်းပြီးတော့သားတွေသမီးတွေမြေးတွေမြေးတွေတီတွတ်တွေတွတ်တွေထိအာအတူလက်တွဲနိုင်ပါသေးလို့ကျွန်တော်တို့လင်မြန်းနေပါစတောင်းပါတယ်သူတို့ကတော့အေးချမ်းပါတယ်သူတို့ကတော့ အလက်ရှိမှာလည်းနှစ်ယောက်စလုံးကအလုံးအတူတကွာလုံနေတဲ့သူတွေဆိုတော့အများကြီးညှိနှိုင်းမှုတော့တိတ်လို့မယ်မထင်ပါဘူး။ဘာလို့ဆိုတော့နှစ်ယောက်လုံး agent နဲ့အတွက်လေအရန်အဆင်ပြေမဲ့အိမ်တော်ရင်းဖြစ်မယ်လို့ထင်ပါတယ်မအားတော့ဟုတ်။ ကဲမီဒီယာအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကဟိမ့်ဝရရနဲ့စုပြည့်စည်တို့ရဲ့မင်္ဂလာပွဲလေးကိုကျွန်တော်တို့လင်မြန်းနေရောက်ဟိုတက်ရောက်ချင်းမြင့်တဲ့ပွဲလေးပါအာစုပြည့်နဲ့ဟိမ့်ဝရရတို့လည်းအသက်ရကြောရှေ့ပြီးတော့ဒီလင်ဒီမေကအိုအောင်မေအောင်ပေါအောင်ပြီးတော့သားတွေသမီးတွေမြေးတွေမြေးတွေတီတွတ်တွေကျွတ်တွေထိအဲအတူလက်တွဲ နိုင်ပါသေးလို့ကျွန်တော်တို့လျှင်မြန်တယ်ကစတုံးပါတယ်အဲအဓိကတော့တို့နှစ်ယောက်ကအာစိတ်တက်လေးရအရန်ချစ်ဖို့ကောင်းတယ်ပြီးတော့အရန်လေးစားဖို့ကောင်းတယ်ပြီးတော့အခုကျွန်တော်တို့ဒီမင်္ဂလာပွဲကိုကျွန်တော်တက်ရောက်တဲ့အဓိကရည်ရွယ်ချက်ကလည်းတေချာကိုအိမ်နိုင်ရရောက်လာပြီးတော့ကျွန်တော်တို့ဒီပွဲလေးကိုတက်ပြဖို့အတွက်အာဖိတ်တာပေါ့နော်တကယ့်ကိုချစ်စရာကောင်းပါတယ်ဒါကြောင့်လဲကျွန်တော်တို့နှစ်ယောက်အခုလိုပြင်ဆင်ပြီးတော့တက်လာတာပေါ့နော်အာ တချို့ဘွဲတွေမတက်ဖြစ်ဘူးဆိုတာကတော့မအားတာရဲ့ပြီးတော့ခြားအကြောင်းအရာတွေကြောင့်မတက်ဖြစ်ပြီးမဲ့လဲဒါသုပြင်းနဲ့ဘာငယ်ရဲ့ပွဲကြတော့မတက်မဖြစ်မအားတဲ့ကြားကိုကျွန်တော်မရောက်ရအောင်ကျွန်တော်လင်မယ်နှစ်ယောက်ဒီပွဲလေးကိုလာတက်တာပါအဲ့ဒါတော့သူတို့နှစ်ယောက်ရဲ့ကျွန်တော်တို့အပေါ်မှာထားတဲ့အဲ respect ပေါ့တကယ်ကိုချစ်စရာကောင်းပါပြီးတော့ line ပေါ်မှာလည်းတွေ့ရတယ်လေနော်အဲသူတို့နဲ့အတူတူလက်တွဲခဲ့တဲ့ဇက်ဖို့ဇက်ရံရောအကုန်လုံးကိုသူတို့ဖိတ်တာတွေ့ရတဲ့အတွက်တကယ်ကို ဝမ်းသာတယ်ဟိုကျင့်တဲ့အတွက်ဒီမင်္ဂလာပွဲလေးကတကယ်ကိုကြည်နူးစရာအကြစရာလေးစားစရာကောင်းတဲ့မင်္ဂလာပွဲလေးပါပဲဟုတ်တယ်တကယ်ကိုသူတို့ရဲ့ဟိုဒီဖိတ်စာဖိတ်တဲ့အဲဖိတ်ချမှုကတကယ်ကိုကောင်းမွန်တယ်ဟိုကျွန်တော်ကြိုက်တယ်ပေါ့နော်အင်းအစောရီအတိုင်းသူတို့နှစ်ယောက်ကို ပေးသက်တွေသဘောတူသလိုကျွန်တော်တို့လင်မြတ်တွေကလည်းသဘောတူထားတာဆိုတော့တိတ်တော့ surprise ဖြစ်ပါတယ်အဲ့လိုကြတော့တို့တို့နဲ့ကျွန်တော်တိတ်ပြီးတော့အများကြီးမတွေ့ပြဘူးဗျမတွေ့ပြတော့ကျွန်တော်တိတ်မသိဘူးအဲ့ဒါဟုတ်လားအဲသုံးလုံးနဲ့ပါပဲနားလည်မှုပေါ့အများကြီးပဲဟုတ်ပြောရင်၃နာရီလောက်ကြာပါအောင်သူတို့ကတော့အေဂျင့်ပါတယ်သူတို့ကတော့အဲ့လက်ရှိမှာလည်းနှစ်ယောက်စလုံးကအလုံးအတူတကွာလုပ်နေတဲ့သူတွေဆိုတော့အများကြီးညှိနှိုင်းမှုတော့တိတ်လို့မထင်ပါဘူး။အဲဆိုတော့နှစ်ယောက်လုံးအေဂျင့်နဲ့အတွက်လေ